ဥက္ကဋ္ဌကြီးဦးစစောက သူအထအဖေတယောက်လိုပဲဆိုပြီးတော့မမောင်လင်းရဲ့ပြောစကားကတကယ်ကိုမှန်နေပြီချင်ပါရီမမောင်လင်းဟာမြမသမိုင်းမှာတရားမှမလုပ်ဘူးတွေကျွန်တော်တို့မန်ယူအသင်းကြီးကိုကိုတွင်းပြလိုက်တာပဲဖြစ်ပါရီသူ့ရဲ့တွင်းကိုကအနိုင်တွင်းကိုပါနော်ရေယူတန်တန်တွင်းကိုမဟုတ်ဘူးဆိုတော့မမောင်လင်းကတော့နော်အခုလိုမျိုးတွင်းကိုတွင်းပြီးတဲ့နောက်ပိုင်းမှာ အခုတည်ရမေးဆိုရင်တော့ပြောပါပြီးတယ်ဗျာနော်သူ့ဘဝမှာဒီလောက်တစ်ထည့်ကြီးမားတဲ့ achievement မရဘူးဘူးအခုတော့မြန်မာတနိုင်ငံလုံးအားပေးကြရိမန်ယူအသင်းကြီးကိုဂိုးတွင်းပြနိုင်လိုက်တယ်ဆိုတာကလုံးဝကိုချောက်ခမန်လီလီစကေးကြီးပဲနော်သူတို့လုံးဝကိုကြီးမားတဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ achievement ကြီးပဲမမောင်လေးရဲ့ကုလမျိုးအောင်မြင်မှုနဲ့ပါသက်ပြီးတနိုင်ငံလုံးကပြည်သူတွေကချီးကျူးကြတယ်ဒီကကျတော့ဘောလုံးချိန်ညှက်တဲ့တတိယတွေကမြန်မာနိုင်ငံမှာများကြီးပဲနော်တယောက်ပြီးတယောက် ောင်မောင်လင်းကိုချီချူးနေပြီးတော့မောင်လင်းကိုနော်ဆူချဖို့တော့လမ်းစီနေကြပြီလည်းဖြစ်ပါတယ်အဲ့ဒီတဲမှာမှာကျွန်တော်တို့အမေရိကန်နိုင်ငံမှာနော်ကျင်းလက်ကျဆားနေတဲ့စမိုင်းတို့လေးများစမိုင်းရဲ့ယောက်ျားကဘောပွဲတွေဆိုရင်တိတ်ကြိုက်ပါတယ်နော်အမောင်လင်းကိုကျွန်တော်တို့တိမ်ပေါင်းများစွာအဆူချင်းမြင့်မယ်လို့ကြားတယ်ဒုတိယကတော့အာလုံးလေးတီချာရဲ့အတိုင်းပါပြီဥစ္စာစောပါအမောင်လင်းကိုနော်သားတယောက်လူအမြဲတမ်းဆောင်းလျှောက်ပေးတယ်ဥစ္စာစောဥစ္စာစောကတော့မြန်မာနိုင်ငံမှာနံပါတ်3အချမ်းသာဆုံးပြည်ကြီးဖြစ်တယ် 9ဘီလီယံထက်မှာเนาะအမေရိကန်ဒေါ်လာ9ဘီလီယံထက်မှာသူ့ရဲ့ပိုင်ဆိုင်မှုကရှိပါတယ်။လုပ်ငန်းခွဲပေါင်းများစွာเนาะ Mass Company ပြင်ဒါလုပ်ငန်းခွဲပေါင်းများစွာပိုင်ဆိုင်ထားရည်ဒီလေးဖြစ်ပါတယ်။ဆိုတော့ခုမမောင်လင်ကိုဥစစော်ကเนาะကျွန်တော်တို့အိမ်တလုံးအပြင်ဒေါ်လာသိန်းကြီးချင်းမြင်လိုက်တယ်เนาะဆိုတော့ဒီသတင်းကတိကျသေးချာပါတယ်။ဥစစော်ကချွတ်ချွတ်တဲ့သူတွေကိုဆိုရင်အများအားဖြင့်စုပြီးတက်တာကိုကျွန်တော်နည်းနည်းတွေးရပါတယ်เนาะကျွန်တော်မြန်မာနိုင်ငံရဲ့ဘောလုံးသမားတွေကိုလုံးဝမျက်နှာမငယ်အောင်အများအားဖြင့်ထောက်ပံ့ပေးတဲ့သူဖြစ်တယ် အခုတော့ကြီးမားတဲ့ achievement ကြီးရရှိလိုက်တဲ့မမောင်းလေးကိုတော့တားရင်ပါမှာ chicken နဲ့ဥစစော်အတွက်ကတော့ဒေါ်လာ3-4သိန်းဆိုတာကတော့လုံးဝမပြောပါလောက်ပါဘူးပြီးအပိုင်းဆိုင်မှုက American dollar တော့ millionaire တော့မဟုတ်ဘူး billionaire ဖြစ်တယ် American dollar 5 billion ထက်မှရှိပါဆိုတော့ issue ပါပဲမမောင်းလေးကတော့ပြီးပြောပါပြီနော်ကြီးမားတဲ့အောင်မြင်မှုလေးရတယ်ပတ်စံလေးရတယ်ဆိုတော့အတူပါကြီးကပြောပြောပဲဗျာ